ဒီနေ့ကျွန်တော်ပြပပေးခြင်းနဲ့အကြောင်းတွေကတော့မိဖေတို့ဘဟုတုတရရမယ်မိဖေတို့တီးပြီးသားအကြောင်းအရဆိုရင်လည်းမိဖေတို့ထက်ကြည့်ရင်ထက်ပြီးတည်အောင်လို့ကျွန်တော်ရည်ရွယ်ချက်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ channel လေးကိုလည်း like ပေးလုပ်ပေးခဲ့ကြပါဦး မိတ်ဆွေတို့အားယင်သောမြမသားမှန်အောင်ကက်ကက်နဲ့စာတန်းထိုးခြင်းနဲ့ဆိုရင်ဒီဆော်ဝဲနှစ်ခုမိတ်ဆွေတို့တောင်းဖို့လိုပါတယ်တစ်ခုကတော့ Zephon 3ဆိုတဲ့ဆော်ဝဲနဲ့နောက်တစ်ခုကတော့ Frozen Keyboard ဆိုတဲ့ဆော်ဝဲလေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ကကက်ကက်တဲ့ဟိုကျွန်တော်ဝင်လိုက်မယ်ဝင်လိုက်ပြီးရင်ကျွန်တော်တို့က new project new project ကိုတွားပြီးရင်ကျွန်တော်တို့ကကိုစာတန်းထိုးခြင်းနာတွေကို ရွှေ့လိုက်ပါဘောနော်ဒါဆိုရင်ကျွန်တော်စာတန်းထိုးမယ်စာတန်းထိုးဖို့ဆိုရင်ဒီမှာ test ဆိုတာရှိပါတယ်ဒီ test လေးကိုကျွန်တော်ကနှိပ်ပါမယ်နှိပ်ပြီးဆိုတာ ਨੇ အတက်ဆိုတာရှိပါတယ်အတက်မှာကျွန်တော်စာတန်းထိုးပါမယ်မေမင်္ဂလာပါအင်းဒါဆိုရင်ဒီလိုမျိုးကြီးပေါ်နေပါဘောနော်ဒါဆိုရင်ကျွန်တော်မမှန်ဘူးပေါ့မမှန်ဘူးဆိုရင်ကျွန်တော်တွေကပြန်ထွက်လိုက်မယ်ထွက်ပြီးဆိုတာ ਨੇ ကျွန်တော်ကဒီမှာဇက်ဖောင်သူတွေကိုဝင်ပါမယ် ဒီကျွန်တော်ဒီမှာမြန်မာဖောင်ဆိုတာရှိပါတယ်ဒီမြန်မာဖောင်လေးကနေပြီးကျွန်တော်တွေကရှာမယ်ပေါ့နော်ဒီမှာကျွန်တော်ကတခုပြောချင်ပါတယ်ဒါပါတယ်ဆိုကျွန်တော်ကဒီထက်မှာကျွန်တော်ဖောင်ကို3-4ခုလောက်ပဲကျွန်တော်စံသက်ကပါသေးတယ်ဒီ၃နှစ်ခုစမ်းသက်တဲ့အခါမှာကျွန်တော်ကဒီမှာပြည်တော်သူဖောင်းဆိုတာနှစ်ခုရှိပါတယ်။အဲ့ဒီနှစ်ခုလုံးနဲ့ပဲကျွန်တော်က ဒီမှာကျွန်တော်ပြည်တော်သူဖောင်းကိုကျွန်တော်တောင်းလို့ဆွဲလိုက်မယ်ကျွန်တော်ကဒီပြည်တော်သူဖောင်းနဲ့ပေါ့နော်ပြည်တော်သူဖောင်းနဲ့ပဲကျွန်တော်အဆင်ပြေပါသေးတယ်ကျန်တဲ့ဖောင်းတွေကကျွန်တော်စမ်းတက်တာတိတ်ပြီးတော့အဆင်မပြေပါဘူးမိတ်ဆွေတို့ကလည်းဘေးဖောင်းနဲ့ဆင်ပြေတယ်ဆိုတာကိုစမ်းတက်ကြည့်ပါအောင်နော်မိတ်ဆွေတို့ခက်ခဲတယ်ကိုပြင်ရောက်ပြီပေါ့နော်ကျွန်တော်ဆိုရင်ခုနကျွန်တော်စာရိုက်တာလေးကိုကျွန်တော်ကထောက်လိုက်မယ်ဒီမှာ ီမှာကျွန်တော်ကစာရဲ့ပို့ဆိုရင် app form ဆိုတာရှိတယ် app form မှာကျွန်တော်တွေကဒါဆိုကျွန်တော် download ပြီးသားဖြစ်နေပေါ့နော်မိတ်ဆွေတို့ကမ download တဲ့ဒီမှာ plan လေးကိုနှိပ်လိုက် plan လေးကိုနှိပ်လိုက်ပြီးဆိုတာနဲ့မိတ်ဆွေတို့ကဒီမှာတော့ကိုယ့်ရဲ့ phone ဖုန်းပေါ်မူတည်ပြီးပါတော့အမျိုးမျိုးရှိခေါ်တော့ကိုဖုန်းကကိုဘယ်လိုမျိုးလဲဆိုဒီမှာကျွန်တော်ဖုန်းတော့ဒီမှာ cell phone ဆိုတာကိုတခိုင်တိုင်းပြီးတော့ပေါ်ပါတယ်ဒါလေးကိုကျွန်တော်နှိပ်လိုက်ပြီးတဲ့ဒီမှာမြန်မာဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော် download ဆွဲထားတဲ့ဟာလေးကြပါလိမ့်မယ်ဒါကိုကျွန်တော်ပြီးတောင်စုဆွဲထားတာကိုကျွန်တော်ယူလိုက်ပါမယ် ဒီပီတောင်သူနဲ့ပဲကျွန်တော်မှန်လားဆိုတော့ကျွန်တော်ရိုက်ကြည့်ပါမယ်ဘင်္ဂလားဘာရိုက်တာမမှန်ဘူးဒါဆိုရင်ကျွန်တော်ကခုနကကျွန်တော်ပြောခဲ့တဲ့ download ဆက်ခိုင်းတဲ့ frozen keyboard ဆိုတာကျွန်တော်လိုရလာပါပြီအဲဒါကျွန်တော်ပြန်ထည့်မယ် frozen keyboard တွေကိုကျွန်တော်ဝင်မယ်ဒီမှာခုမှစဖွင့်မဲ့လူတွေကတော့ permission နဲ့တောင်းပါတယ်ဒါလေးတွေကိုမိတ်ဆွေတို့ကလုပ်ပေးဖို့လို့ကျွန်တော်ဒီမှာ slash input method ကိုကျွန်တော်နှိပ်လိုက်ပါမယ် ဒီပြင်ကျွန်တော်က frozen ဆိုကြည်ဥသောကိုကျွန်တော်နှိပ်ပါမယ်ဒါဆိုရင်ရပါပြီဒါဆိုရပြီဆိုကျွန်တော်ခုနကက်ကက်တွေကိုကျွန်တော်ပြင်သွားပါမယ်ကက်တွေပြင်သွားမယ်ကျွန်တော်စာရိုက်တာကိုကျွန်တော်နှိပ်မယ်ကျွန်တော်စာရိုက်မယ်စာရိုက်မယ် f နေရာမှာကျွန်တော်ကပြည်တော်စုဖုန်းကိုကျွန်တော်ပြောသူကဒီမှာသူကအထူးနဲ့နော်အပားရှိတယ်ဒါကိုအစီပြင်တာရိုက်လို့ရပါတယ်ကျွန်တော်ဒီအထူးလေးနဲ့ကျွန်တော်ရိုက်မယ်ပြီးရင်ကျွန်တော်ခုနကဒီမှာ frozen keyboard ကိုကျွန်တော်ရွေးထားရဲဖြစ်တဲ့အတွက်စာရေးတဲ့ပုံကဒါ frozen keyboard ပုံဖြစ်ပါပါတယ်ဒီမှာကျွန်တော်ရိုက်မယ်ဘာသာ p p လေဒါဆိုကျွန်တော်မှန်သွားပါပြီเนาะဒါဆိုရင်ကျွန်တော်ကတော့အခုစာတမ်းကိုတော့ကျွန်တော်က realme phone နေနဲ့လုပ်ပြီးထားတာဖြစ်ပါတယ်ဝိတ်ဆွေတို့ကလည်း vivo နေနဲ့နိုင်လုပ်ပြီးဘယ်လိုမျိုးခက်ခဲတွေရှိရဲအဆင်ပြေလားမပြေဘူးလားဆိုတော့ကျွန်တော်အောက်ကကွန်မန့်လေးမှာရှင်းပေးခဲ့ကြပါအောင် အားလုံးပဲကြည့်ရှုလို့တရားချင်းတိုင်းကိုအားလုံးပဲကျေးဇူးထူးတင်ပါရဲ့နောက်ဗီဒီယိုမှာပြတိတ်မှာဖြစ်တဲ့အားလုံးပဲမိုင်းမမှာ